ငလင်ကြောင့်ပြိုကျခဲ့တဲ့ဆောက်လုပ်စဲအထက်မြင့်တိုက်စီမံကိန်းနဲ့ဆက်ဆက်တဲ့တရုတ်ကုမ္ပဏီအမှုဆောင်တအူးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။မတ်လ28ရက်နေ့တုန်းကအင်းနီချင်းမြန်မာနိုင်ငံရဲ့စကိုင်းတိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့မဂနီကျူခွန်တသမခွန်ငလင်ကြီးကြောင့်ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ရဲ့ဆောက်လုပ်စဲအထက်30တိုက်ကြီးတလုံးပြိုကျခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်လူ48ဦးသေဆုံးခဲ့ပြီးနောက်ထပ်48ဦးလည်းပျောက်ဆုံးနေပါတယ်။ထိုင်းအစိုးရရဲ့တရားရေးဝန်ကြီးက ထိုင်းတရားရုံးတစ်ခုဟာအဆောက်အအုံတိစောက်မှုကိုတာဝန်ယူထားတဲ့တရုတ်ကုမ္ပဏီ China Railway နံပါတ်10နဲ့ဆက်နွယ်တဲ့ထိုင်းနိုင်ငံသား3ဦးအပအဝင် စုစုပေါင်း4ဦးကိုဖမ်းဝရမ်းထုတ်လိုက်ကြောင်း April 19ရက်နေ့တုန်းကသတင်းတောက်တွေကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဝန်ကြီးဌာနလက်အောက်ခံအထူးစုံစမ်းရေးဌာနကဝရမ်းထုတ်ထားသူ၄ယောက်ထဲမှာတရုတ်ကိုယ်စားလှယ်အမှုဆောင်တဦးပါဝင်ဖမ်းဆီးခံရကြောင်းကြေညာပါတယ်။အဲ့ဒီကုမ္ပဏီဟာပြိုကျခဲ့တဲ့စည်ရင်းစည်ရုံးအဆောက်အအုံတိစောက်ရေးအတွက် Italian Thai Company နဲ့မိဘအဖြစ်ပူးပေါင်းထားတာပါ။အဲ့ဒီကုမ္ပဏီမှာသူဟာ share 49ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးကြံထိုင်းနိုင်ငံသား3ဦးကတော့စုစုပေါင်း share 51ရာခိုင်နှုန်းကိုခွဲဝေချုပ်ကင်ထားပါတယ်။ဒါပေမဲ့စုံစမ်းမှုတွေအရအဲ့ဒီထိုင်းနိုင်ငံသားတွေဟာတခြားနိုင်ငံသားတွေအစား share တွေကိုထိန်းချုပ်ပေးထားတာဆိုတဲ့အထောက်အထားတွေတွေ့ရှိကြောင်းဝန်ကြီးကပြောပါတယ်။ဒါကြောင့်အဲ့ဒီနိုင်ငံသားတွေကိုလည်းထိုင်းအာဏာပိုင်တွေကဖြန့်ကျက်ရှာဖွေနေပါတယ် ထိုင်းမှာတော့နိုင်ငံသားစီးပွားရေးအက်ဥပဒေအရနိုင်ငံသားတွေဟာထိုင်းကုမ္ပဏီတစ်ခုရဲ့ရှယ်ယာ49ရာခိုင်နှုန်းထက်ပိုပြီးပိုင်ဆိုင်ခွင့်မရှိရဘူးလို့ပြဋ္ဌာန်းထားပါတယ်။ပြိုကျသွားတဲ့အဆောက်အဦအတွက်တမ္မဏိတွေကိုစလဲယူတင်သွင်းတဲ့ကုမ္ပဏီတွေကိုပါထိုင်းအာဏာပိုင်တွေကစစ်ဆေးမှုတွေလှုပ်ဆောင်နေတာပါ။ April လဆန်ပိုင်းတို့ကလည်းထိုင်းရဲ့လုံခြုံရေးအရာရှိတွေဟာပြိုကျအဆောက်အအုံအပြည့်အစည်းပုံတွေကနေတမ္မဏိနမူနာတွေကိုစစ်ဆေးစမ်းသပ်ခဲ့ပြီးတချို့တမ္မဏိချောင်းတွေဟာ သတ်မှတ်စံချိန်စံညွှန်းနဲ့ကန့်ညီမှုမရှိဘဲအရေးအသွေးပိုင်းအားနည်းနေကြောင်းဖော်ထုတ်တွေ့ရှိထားပါရဲ့ရှင်။